လာပါရှင်။မြန်မာနိုင်ငံသူဝင်းကသတင်းတွေကို Dover Watch ပိတ်သက်ပြီးသိရှိစေဖို့တပတ်အတွင်းမြန်မာသတင်းရေးရအစီအစဉ်ကိုတင်ဆက်လိုက်ပါရစေ။ဒီတစ်ပတ်မြန်မာရေးရမှာတော့မေလ17ရက်ကနေမေလ24ရက်အထိတပတ်တာအတွင်းဖြစ်ပျက်တွေထဲကထူးခြားဖြစ်စဉ်တွေကိုကောက်နှုတ်ဖော်ပြသွားမှာပါ။ဒီအစီအစဉ်ကို Dover Watch ဝိုင်းတော်သားတွေကအစီအစဉ်တင်ဆက်ထားတာပါ။အနာသိမ်းပြီးတဲ့နောက်တိုက်ပွဲတွေမှာကချင်လူမျိုးရေးတက်မတော် KIA ကပြစ်ချလို့ ပြက်ကျသွားတဲ့စိတ်ရဟတ်ရင်နဲ့တိုက်လေရင်လေးစင်ထပ်မနေရှိလာပါဗျ။အခုသတင်းပတ်မေလ20ရက်မွန်းလွဲပိုင်းမှာလဲကချင်တီနယ်ဗမော်မြို့ကိုစစ်ကူလာပို့တဲ့ MI 70စိတ်ရဟတ်ရင်၃စင်းကို KIA နဲ့ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ပါဗျ။အဲ့ဒီအထက်ကရဟတ်ရင်၃စင်းမှာတော့ပင်ကာပင်မနေရာထိမှန်ပောက်ကွဲတာကိုရုတ်တံမှတ်တမ်းတွေမှာတွေ့ရပြီးရဟတ်ရင်ပြန်လည်ထွက်ခွာသွားနိုင်ခဲ့ပေမဲ့တောထဲမှာပြက်ကျသွားခဲ့တာပါ။ ရုပ်သံမှတ်တမ်းနောက်တစ်ခုမှာတော့ drone နဲ့ရဟတ်ယာဉ်ကိုဝင်တိုက်ခဲ့တာမျိုးတွေ့ရပါတယ်။ရဟတ်ယာဉ်တောထဲမှာမီးလောင်ပျက်စီးခဲ့ပြီးအနီးမှာတေဆုံးနေတဲ့ရဟတ်ယာဉ်မှုနဲ့မီးလောင်ကျွမ်းထားတဲ့ရုပ်အလောင်းတွေကိုလည်းရုပ်သံမှတ်တမ်းတွေထဲမှာတွေ့ရပါတယ်။အဲ့ဒီနေရာမှာရုပ်အလောင်း18လောင်းတွေ့တယ်လို့ကရရင်ဘက်ကပြောဆိုထားပါတယ်။စစ်ကောင်စီဘက်ကတော့ဆက်ချွင်ရင်လို့ရဟတ်ယာဉ်ပြတ်ကျတာလို့ညင်းချက်ထုတ်ထားပါတယ်။ ကြက်ခတ်တိုက်ခတ်ရမှာရဟယင်နောက်တစ်စင်းကိုလည်းထိမှန်ခဲ့ပြီးရွှေကူမြို့မှာအေးပေါ်ဆင်းတက်ခဲ့ရတယ်လို့ကျန်ရီဘက်ကပြောပါရယ်ဆင်းတက်ခဲ့ရတဲ့ရဟယင်ကိုလည်းတွားရောက်တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ဆိုထားပါရယ်ဒါပေမဲ့တိကျတဲ့ဓာတ်ပုံရုပ်တံမှတ်တမ်းတွေကိုတော့မတွေ့ရသေးပါဘူးဒီမတိုင်ခင်ကျန်ဟာ2021မေလမှာမိုးမောင်မြို့နယ်ထဲကစစ်ရဟယင်တစ်စင်းကိုပစ်ချဖျက်ဆီးခဲ့ပါရယ်2024ဇန်နဝါရီလထဲမှာလဲကချင်နဲ့ရှမ်းမြောက်မှာ တိုက်လေရင်တစင်းနဲ့ရဟတ်ရင်တစင်းကိုကစ်ချဖျက်ဆီးခဲ့ပါတယ်။2024ခုနှစ်အတွင်းမှာပဲကရင်နီနဲ့ကရင်မှာစစ်ရဟတ်ရင်နှစ်စင်းပစ်ချခံရတယ်လို့2023ခုနှစ်မှာလည်းကရင်နီမှာတိုက်လေရင်နှစ်စင်းပစ်ချခံခဲ့ရပါသေးတယ်။ရခိုင်မှာလူငယ်တွေအရခတ်တော် AAC မှာစစ်မှုထမ်းရမှာဖြစ်ပြီးလူငယ်လူလက်ပိုင်းတွေကိုလည်း AA ကပြည်နယ်ပြင်ပထွက်ခွာခွင့်ပိတ်ပင်တားမြစ်လိုက်ပါတယ်။ အမျိုးသားကာကွယ်ရေးအရေးပေါ်ပြဋ္ဌာန်းချက်ကိုပြီးခဲ့တဲ့မတ်လ25ရက်မှာပြဋ္ဌာန်းခဲ့ပြီးအဲ့ဒီပြဋ္ဌာန်းချက်အရလူငယ်လူလတ်ပိုင်းတွေစစ်မှုထမ်းရမှာလို့အေအေကထုတ်ပြန်ပါတယ်။အမျိုးသမီးဆိုရင်အသက်18နှစ်ကနေ25နှစ်အထိအမျိုးသားဆိုရင်အသက်18နှစ်ကနေ45နှစ်အထိတာဝန်ထမ်းဆောင်ရမယ်လို့ဆိုထားပါတယ်။လက်ရှိမှာစစ်မှုထမ်းအကျုံးဝင်သူတွေဒီနယ်ပြင်ပထွက်ခွာဖို့ကြိုးပမ်းလာတာတွေရှိလာတာကြောင့်လူငယ်လူရွယ်တွေထွက်ခွာခွင့်ပိတ်ပင်ရတာဖြစ်ပြီး အေအေကျမ်းမာရေးဌာနကကုသမပေးနိုင်တဲ့တင်းထန်ယောဂခံစားရတဲ့လူနာ အသက်အန္တရာယ်စိုးရိမ်ရတဲ့လူနာတွေကိုပဲထွက်ခွာခွင့်ပြုမယ်လို့ထုတ်ပြန်ထားပါဗျ။ရေလန်းကုန်းလန်းကနေအခကြီးငွေနဲ့ပို့ဆောင်တာကုန်ပစ္စည်းပို့ဆောင်ရမှလူဖို့ခေါ်တာကယ်ရီပို့တာတွေကိုလည်းအေးအေးယူမယ်လို့ဆိုထားပါဗျ။အခုထုတ်ပြန်ချက်မထွက်ခင် ပြီးခဲ့တဲ့လပိုင်းကလေးကလူငယ်တွေတီငယ်ပြင်ပထွက်ခွာရင်ဖမ်းဆီးခင်ရတာနောက်ပြန်လှည့်ခိုင်းတာတွေကိုအေအေကလှုပ်ဆောင်နေတယ်လို့လည်းဒေသခံတချို့စီကနေသိရပါဗျ။အမျိုးသားကာကွယ်ရေးအရေးပေါ်ပြဋ္ဌာန်းချက်ကိုပြဋ္ဌာန်းထားတယ်ဆိုပေမဲ့လူငယ်တွေစစ်မှုထမ်းအမှန်နဲ့ပတ်သက်လို့ပြည်သူလူထုကိုတိတိကျကျထောက်ပြန်အတိပေးထားတာမျိုးမတွေ့ရသေးပါဘူး။ တမူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖရဲဘော်ဆယ်ဦးကိုအိန္ဒိယနယ်စပ်လုံခြုံရေးတပ်ဖွဲ့ဖြစ်တဲ့အာတန်ရိုက်ဖဲတပ်ကဖမ်းဆီးခေါ်ဆောင်ညှဉ်းပန်းနှိပ်စက်တပ်ဖြတ်ခဲ့တဲ့အပေါ်စုံစမ်းစစ်ဆေးအရေးယူပေးဖို့အိန္ဒိယအစိုးရကိုမျိုးသားညီညွတ်ရေးအစိုးရက မေလ20ရက်မှာတောင်းဆိုလိုက်ပါတယ် မြန်မာအိန္ဒိယနယ်စပ်မြန်မာဖတ်ချန်းတမူးခိုင်ကမ္မန်ကြီးရွာအနီးကိုလုံခြုံရေးအခြေအနေအရစခန်းပြောင်းရွှေ့လာတဲ့ပကဖရဲဘော်စဲဦးဟာမေလ14ရက်မှာပျောက်ဆုံးခဲ့ပြီးနှစ်ရက်အကြာမှာတော့အာတန်ရိုက်ဖယ်တက်စီကနေအလောင်းတွေကိုရရှိခဲ့တာပါအိန္ဒိယစစ်တပ်ကထုတ်ပြန်ရမှာတော့အိန္ဒိယဖတ်ချန်းမှာလက်နက်ကင်အဖွဲတစ်ဖွဲလှုပ်ရှားနေတာကြောင့်စစ်စင်ရေးလုပ်ရမှာအဲ့ဒီလက်နက်ကင်တွေဖက်ကစတင်တိုက်ခတ်တာကြောင့်ပြန်လဲပြစ်ခတ်ရမှာရဲဘော်10ဦးလုံးတေဆုံးခဲ့တာလို့ထုတ်ပြန်ထားပါတယ် အဲ့ဒီပြောဆိုချက်ဟာမှန်ကန်မှုမရှိဘူးလို့အင်ဂျင်ကြီးကတုံ့ပြန်ပါတယ်။စကန်ပြောင်းရွှေ့တာနဲ့ပတ်သက်လို့အာတန်ရိုက်ဖဲတက်ကိုကြိုတင်သတင်းပို့ထားပေမဲ့ဖန်စီခေါ်ဆောင်တက်ဖြတ်ခဲ့တာလို့ဆိုပါတယ်။ဒါအပြင်အလောင်းတွေကိုပြန်လဲတောင်းခံရမှာလဲအချက်နှစ်ချက်ကိုဖိအားပေးသဘောတူခိုင်းခဲ့တယ်လို့ဖော်ပြပါတယ်။အိန္ဒိယနယ်နိမိတ်ကိုဝင်ရောက်ပြီးစတင်တိုက်ခိုက်တာကြောင့်နှိမ်နှင်းခံရတာဆိုတဲ့အချက်နဲ့နောက်နောက်နေဆက်ချန်စီကိုခတ်တာကိုမကန့်ကွက်ဘူးဆိုတဲ့အချက်နှစ်ချက်ဖြစ်ပါတယ်။ ဒါကြောင့်အိန္ဒိယအစိုးရအနေနဲ့အခုဖြစ်ရက်ကိုစုံစမ်းစစ်ဆေးအရေးယူဖို့နစ်နာမှုတွေအတွက်တာဝန်ယူဖို့နောက်နောက်အလားတူမဖြစ်အောင်လှုံ့ဆော်ဖို့နယ်မြေအငင်းပွားမှုတွေရှိနေတာကြောင့်နေဆက်ချန်စီကိုခတ်တာကိုရပ်ဆိုင်းထားဖို့အင်ဂျီကတောင်းဆိုထားပါတယ်။မန္တလေးမှာနောက်ဆက်တွဲငလှင်ကြောင့်တစ်ပင်လဲကြလို့တားဖနှူတည်ဆုံးခဲ့ပါတယ်။ကင်အားရစ်စတာစကေ9.2အဆင့်ရှိတဲ့ငလင်ဟာမေလ18ရက်ညပိုင်းမှာလှုပ်ခတ်ခဲ့တာပါ အဲ့လိုလှုပ်ခတ်ချိန်မဟာအောင်ကြီးမြို့နယ်အပြာယာမရွှေကူကွန်ကီတောင်ထဲကငလင်ကဲဆေးစခန်းပေါ်ဖို့ကိုကိုပင်လဲကြရာကနေအခုလိုလူသေးဆုံးခဲ့တာပါငလင်ဘေးသိပ်ပြည်သူတွေဟာဖုန်ကြီးကျောင်းတွေစာတင်ကျောင်းတွေနဲ့ဘောလုံးကွင်းစတဲ့ကွင်းပြင်တွေမှာယာယီတဲရင်စောက်ပြီးအခက်ခဲများစွာနဲ့နေထိုင်နေရချေအခုလိုကြုံခဲ့ရတာလည်းဖြစ်ပါတယ်ဒါအပြင်မန္တလေးမှာငလင်ဘေးသိပ်အဆောက်အုံတွေရှင်းလင်းဖို့များစွာကြံရှိနေစေဖြစ်ပြီးနောက်ဆက်တွဲငလင်တွေကြောင့် အဆောက်အအုံတွေပြိုကျတာတွေလည်းဆက်လက်ရှိနေဆဲဖြစ်ပါတယ်။ရုံလောင်းတရာကျော်တွေ့ရှိထားတဲ့ Sky Villa Condo မှာလည်းငလေလှုပ်ခတ်မှုနှစ်လနီးပါးကြာလာတဲ့အချိန်ထိရုံလောင်းတွေဆက်လက်တွေ့ရှိနေဆဲဖြစ်ပါတယ်။စစ်ကောင်စီရဲ့မေလ20ရက်ထုတ်ပြန်ချက်အရငလင်ကျောက်တည်ဆုံးသူ3900ကျော်ရှိပြီးဒဏ်ရာရသူ9200ကျော်ရှိတယ်လို့သိရပါတယ်။ မေလ22ရက်အထိနောက်ဆက်တွဲငလှင်လှုပ်ခတ်တာအကျဉ်းကြီး180နီးပါးရှိလာပြီလို့လဲမိုးဆာလာကထုတ်ပြန်ထားပါဗျ။ရန်ကုန်ကစက်ရုံတချို့မှာလောဟာခရီတုံးမြင့်ပေးဖို့အလုသမားတွေဆန္နာပြတောင်းဆိုနေကြပါတယ်။အခုသတင်းပတ်အတွင်းအထယ်ချုပ်စက်ရုံ၊ဖနက်ချုပ်ရုံ၊ကော်စစ်စက်ရုံ၅ခုထပ်မင်းနှဲမှာလောဟာခတုံးမြင့်ပေးဖို့တောင်းဆိုကြတာတွေ့ရပါတယ်။ တရက်ပုံမှန်အလုပ်ချိန်၈နာရီအတွက်လောအခကျက်တပေါင်းကနေတပေါင်းခွဲအထိတိုးမြင့်ပေးဖို့တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီထဲကအဲ့ဒီတဲ့အမှတ်တစိဖက်နှက်ချုပ်နေတဲ့ချန်ရီစက်ယုံကတော့လောအခတပေါင်းနှစ်ထောင်အပဝင်တောင်းဆိုချက်အများအပြားရရှိလို့ဆန္ဒပြတာပြီးဆုံးသွားပါတယ်။တရက်လောအခကျက်တပေါင်းတောင်းဆိုထားတဲ့2 degree corset စက်ယုံမှာလည်း ကျက်ရှိထောင်တဲ့သဘောတူညီမှုရရှိခဲ့တယ်လို့နောက်ထပ်အထယ်ချုပ်စက်ယုံတယုံမှာတရက်လောက်ခကျက်တထောင်အထိတိုးပေးဖို့သဘောတူညီမှုရရှိခဲ့တယ်လို့သိရပါဗျ။လောကတုံးမြင့်ပေးဖို့တောင်းဆိုနေတဲ့နောက်ထပ်စက်ယုံနှစ်ခုထပ်မနေလဲရှိနေပါသေးတယ်။ဒါပေါင်းတို့ကိုရောစိတ်ပါကျမ်းမာချမ်းသာကြပါစေ။တက်ဘေးမျိုးမျိုးကနေလည်းအမြန်ဆုံးလွတ်မြောက်ပါစေလို့ဒိုဝဲဝဝိုင်းတို့သားတွေကဆုမွန်ကောင်းတောင်းအပ်ပါတယ်။ နောက်တစ်ပတ်မှလည်းမြမတဲ့ရင်ရအစီအစဉ်ကိုဆက်လက်ဆောင်မြောကြည့်ရှုနားဆင်ပေးကြပါအောင်ရှင်။